ပေးမရလိပြည့်တက်ကြီးစိတ်လှုပ်ရှားဖို့ဆင်းသင့်ဖြစ်ပါဗျာကမ္ဘာအကောင်ဆုံးဘောလုံးလေကြီးဖြစ်တဲ့ပရီးမီးယားလိရဲ့ရာသီသစ်ကြီးဟာမကြခင်ဆက်တင်တော့မှာပါဒီနှစ်ရာသီကတော့ပြောင်းလဲတွေအန်ဩစရာတွေနဲ့ပြည့်နှက်နေပါလေမန်နေဂျာအသစ်တွေကျယ်ဝင့်ကစားသမားအသစ်တွေသင်းသစ်တွေအပြင်ဘောလုံးစီးမြင်အသစ်တွေပါထပ်ပေါ်လာတာကြောင့်ရင်ခုန်စရာကောင်းတဲ့ရာသီတစ်ခုဖြစ်လာပါပါဒီနေ့ဗီဒီယိုမှာတော့ 2025-26ပရီးမီးယားလိရာသီသစ်မှာဘလို့အပြောင်းလဲတွေရှိလဲဆိုတာသေစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့မန်နေဂျာအပြောင်းလဲတွေကိုကြည့်ကြရအောင်ပါ။ NG Postico Glue ဟာ Tottenham Hotspur ကို Europa League Plus သူကူးပေးနိုင်ခဲ့ပြီမြဲ။သူကင်တွေတဲ့ဒုတိယနှစ်မှာ Supply ရတယ်ဆိုတော့သူ့ရဲ့ပြောဆိုချက်မှန်ကန်ခဲ့ပြီးတဲ့နောက်16ရက်အကြာမှာပဲယာရုကနေထုတ်ပယ်ခံခဲ့ရပါတယ်။သူ့နေရာမှာတော့ Brandford ကနေပြောင်းရွှေ့လာတဲ့ Thomas Frank ကစပါးအသင်းရဲ့နီးပြတ်သစ်ဖြစ်လာပါတယ်။ဒါ့အပြင် Brandford အသင်းကလည်းဆက်ပြီးနီးပြတ် Andrew ကိုနီးပြတ်ချုပ်အဖြစ်ယူတွင်းမြင်ကြပါတယ်။ဒီနေ့မှာတော့သူတို့နှစ်ယောက်ရဲ့စိန်ခေါ်မှုအသစ်တွေကိုတောင်းကြည့်ရပါပါ။ဟုတ်ကဲ့နောက်ထပ်စိတ်ဝင်စားစရာအပြောင်းလဲကတော့ကစားသမားဈေးပတ်ပါပါ။ချန်ပီယံလီပါပူးဟာအခုရာသီမှာအသုံးစရိတ်အများဆုံးအသင်းဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဂျာမနီကွင်းလယ်ကစားသမား Florian Witt ကို ပေါင်တန်းတရာနဲ့ခေါ်ယူခဲ့ပြီးအသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ခြင်းကိုချိုးဖြတ်နိုင်ဖို့ Newcastle က Alexander Isak ကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။ဒါပြင် Ikitiki Kakat Frampong တို့လိုကစားသမားကောင်းတွေကိုလည်းခေါ်ယူထားပါတယ်။ Arsenal နဲ့ Manchester United တို့ဟာလည်းသူတို့ရဲ့တိုက်စစ်ကိုအားဖြည့်ထားကြပါသေးတယ်။ Arsenal က Victor Yokyet ကိုပေါင်64သန်းနဲ့ခေါ်ယူခဲ့ပြီး Manchester United ကတော့ န်ဂျမင်ဆက်စကိုကိုပေါင်83.8တန်းနဲ့ခေါ်ယူခဲ့ပါတယ်ယူနိုက်တက်ဟာအမ်ဘူမိုနဲ့ခုညာတို့ကိုပါထပ်မံခေါ်ယူခဲ့ပြီးတိုက်စစ်ပိုင်းကိုပုံမပြည့်စုံအောင်လှုပ်ဆောင်ခဲ့ပါတယ်ချယ်ဆီနယူကာဆယ်မန်စီးတီးနဲ့စပါးတို့လိုအသင်းကြီးတွေမှာလည်းကြောင်းရွှေ့မှုကြီးတွေရှိခဲ့ပါတယ်ချယ်ဆီသင်းဟာဂျိုအာပက်ထရိုနဲ့လီယမ်ဒီလက်တို့ကို ခေါ်ယူခဲ့ပြီးနယူကာဆယ်ကတော့အန်တိုနီအီလန်ကာကို ပေါင်52တန်းနဲ့ Manchester City က Tierney Reinder ကို46.5သန်းနဲ့ Tottenham ကတော့ Mohamed Kudus ကို55သန်းနဲ့အတီးတီးခေါ်ယူခဲ့ကြပါတယ်။ဒီပြောင်းရွှေ့မှုတွေဟာအသင်းကြီးတွေကြားကအပြိုင်ဆိုင်ကို ပုံပုံပြင်းထန်စေမှာတော့အသေးကြပါပဲ။ကစားသမားအသစ်တွေလိုပဲဒီနှစ် Premier League ကိုရောက်လာတဲ့အသင်းအသစ်တွေဟာလည်းအများကြီးစိတ်ဝင်စားစရာကောင်းပါတယ်။ဒီအသီးမှာ Championship ကနေတက်လာတဲ့တောင်းသင်းကတော့ Leeds United, Burnley နဲ့ Sunderland တို့ပဲ ်ပါတယ်။ဒီသင်းတွေဟာပရီးမီးယားလိမှာဆက်လက်ရပ်တည်နိုင်ဖို့အတွက်သင်းလူစင်းကိုအားပြည့်မှုတွေကြီးကျယ်လှုပ်ဆောင်ခဲ့ကြပါတယ်။ဒီနှစ်ပရီးမီးယားလိရာသီမှာအကြီးမားဆုံးအပြောင်းအလဲတွေတဲကတစ်ခုကတော့ဘောလုံးစင်းမြင့်အသစ်တွေပဲဖြစ်ပါတယ်။အခုရာသီကစပြီးဂိုသမားတယောက်ဟာဘောလုံးကို၈စက္ကန့်ထက်ပုံမထိန်းချုပ်ထားပါက ပြိုင်ဘက်အသင်းကိုတောင်းကန်ဘောကန်ခွင့်ကော်နာပေးရမှာပဲဖြစ်ပါတယ်။ဒီစင်းမြင့်အသစ်ဟာချိန်ဆွဲတာတွေကို တားဆီးဖို့ရည်ရွယ်ပါတယ်။ ရင်က6စက္ကန့်စီမင်းရှိခဲ့ပေမဲ့အသုံးမပြုခဲ့ပါဘူး။အခုတော့ဒိုင်လူကြီးတွေက5စက္ကန့်သာကျန်တော့ရင်ကိုသမားကိုတတိပေးမှာဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတဲ့စီမင်းတစ်ခုကတော့ဒိုင်လူကြီးတွေနဲ့ပတ်သက်ပါပဲ။ဒီနှစ်ပေးမရလိပွဲစဉ်တွေမှာအသင်းကောင်းဆောင်တဦးတည်းကသာဒိုင်လူကြီးကိုချင်းကပ်ခွင့်ရှိမှာပါ။ခွင့်ပြုချက်မရှိဘဲချင်းကပ်တဲ့ဒါမှမဟုတ် ရိုင်းပြစွာပြုတ်မှုတဲ့ကစားသမားတွေကိုအဝါကက်ပြတ်တာတော့မှာပါ။ ဒါဟာကစားသမားတွေရဲ့စိတ်တက်ပိုင်းဆိုင်ရာအမူအရာတွေကို ထိန်းချုပ်ဖို့ရွယ်ပါတယ်။နောက်ဆုံးထူးခြားတဲ့အပြောင်းအလဲကတော့ rough game လို့ခေါ်တဲ့နည်းပညာအသစ်ပါပဲ။ Premier League ဟာဒီယာတီရဲ့ရွေးချယ်ထားတဲ့ပွဲစဉ်တွေမှာဒိုင်းလူကြီးတွေရဲ့ကိုယ်ပေါ်ကိုကင်မရာတပ်ဆင်ပြီးတော့စမ်းသပ်သွားမှာပါ။ဒီနည်းပညာကနေ TV ကြည့်ရှုသူတွေကိုဘလုံးပွဲရဲ့ထူးခြားတဲ့မြင်ကွင်းတွေကိုပြသပေးသွားမှာပါ။ပွဲစဉ်အတွင်း light ထုတ်လွှင့်မှုဟုတ်ပေမဲ့အငင်းပွားပဲအခြေအနေတွေဒါမှမဟုတ်အခိုက်အတန့်တွေကိုအခြားရှုထောင့်ကနေပြန်ကြည့်နိုင်ဖို့အသုံးပြုသွားမှာပါ။ဒါပရိသတ်တွေကိုပွဲစဉ်အတွင်းကအဖြစ်အပျက်တွေကိုပုံမနားလည်နိုင်ဖို့ရည်ရွယ်ပါတယ်။ကဲ2025-26ပရီးမီးယားလိဂ်ဓာတီတစ်ဟာအပြောင်းအလဲများစွာနဲ့စိန်ခေါ်မှုတွေပြင့်နှံ့နေတာကိုတွေ့ရမှာပါ။အသင်းသစ်တွေကစားသမားသစ်တွေမန်နေဂျာသစ်တွေနဲ့စီးမြင်းအသစ်တွေကလည်း ဘောလုံးပွဲတွေကိုဘယ်လိုပုံစံပြောင်းလဲသွားစေမလဲဆိုတာကိုရင်းခုန်စွာစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြိုက်နေတတ်တဲ့ဆိုရင် like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့။